တက်တော်ဆောင်တွေတပုံကြီးဘေးမှာထားထားပေးမယ်ခဏခဏချက်ဦးနဲ့ပောက်ခတ်နေရတဲ့သမရ ပြင်သစ်နိုင်ငံရဲ့သမ္မတဖြစ်တဲ့ Emmanuel Macron ကတော့ပွဲတိုင်းကျော်ပြင်မလွှဲကြီးပဲဖြစ်ပါတယ်။ Macron ကသူသွားလျာနေရာတိုင်းမှာတက်တော်ဆောင်တအုံနဲ့အမြဲသွားလေးရှိသူပဲဖြစ်ပါတယ်။ကားနဲ့သွားရင်လည်းသူ့ကားနားမှာတက်တော်ဆောင်တွေကဆိုင်ကယ်တွေနဲ့လိုက်လာတတ်တယ်လို့နောက်ဆုံးစပီးစီးရင်တောင်မှာတက်တော်ဆောင်တွေကစပိန်နဲ့ဘေးရနေဝိုင်းပြီးတော့လိုက်လေးရှိရလို့သိရပါတယ်။ဒီလိုမျိုးလုံခြုံရေးအပြည့်နဲ့သွားတတ်သူဖြစ်တာကြောင့်သူ့ရဲ့အလုံခြုံရေးကစိတ်ချရပြီလို့တော့မထင်လိုက်ပါနဲ့။ဘာလို့လဲ င်ဆိုတော့သူကအချိန်ပြည့်သမခံနေရတဲ့သမရဖြစ်နေလို့ပါပဲတခါဆိုရင်လေလူတယောက်ကသူ့ကိုပားရိုက်သွားခဲ့ဘူးတလို့လူအုပ်ကြားထဲမှာမကြခဏဆိုသလိုပဲကျဥ်တွေခင်းချင်းသီးတွေနဲ့ပေါက်တာကိုခံရလိမ့်ရှိလို့ပါပဲကြည်ရတာတော့လုံချုံရည်တွေနဲ့တတ်တော်ဆောင်နေပြီးမှရှိပေမဲ့သူကိုယ်တိုင်ကပြင်မလွဲကြီးဖြစ်နေတဲ့ပုံပါပဲသူအနေနဲ့ဒီလိုခဏခဏအကျွေးခံနေရတာကြောင့်သူ့ရဲ့တတ်တော်ဆောင်တွေကိုဘာကြောင့်မလဲပြစ်တာလဲဆိုတာကတော့မပြောတတ်တော့ပါဘူးရှင်အဆု ံဦးတည်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။